မြမဘီကိုအလဲပတ်ရောက်လာပြီးပြားဘူးနေတဲ့ကဘာကျော်ထိုင်းမင်းသားဒီတဝမ်။ထိုင်းစီးရီးကိုအားပေးကြတဲ့ပရိသတ်ဒီဇာတဲ့မှာနာမည်ကြီးတဲ့ကဘာကျော်မင်းသားဒီတဝမ်။ Off Jumbo နဲ့ Skyn တို့ကမြန်မာနိုင်ငံကိုအလဲပတ်ရောက်နေကြပါတယ်။လွန်ခဲ့တဲ့ရက်ကရွှေတရကိုဖျားကိုလေတွားဖူးခဲ့ကြသည်အလဲပတ်တည်တံ့လာခဲ့ကြပါတယ်။မြန်မာစကားကိုပြောရတဲ့တီတဝမ်ရဲ့မြန်မာနာမည်ကကိုနေလင်းဖီပီသူနဲ့သူငယ်ချင်းတွေကပစိုးတွေဝတ်ပြီးဖျားဖူးနေကြတာပါ မြန်မာနိုင်ငံကိုလာမလဲတော့ဘူးထင်ပေမဲ့သူတို့တောင်းယောက်ကတော့လဲပတ်ပြီးသွားပါပြီ။ပြည်တွင်းကလူတွေကအကြောင်းမျိုးမျိုးကြောင့်ထိုင်းကိုတွားနေကြတဲ့အချိန်မှာ တေတဝန်တို့ကမြန်မာကိုလာပြီးဖျားဖို့နေကြတာပါ။မြန်မာပစိုးကိုတန်ဖိုးချပြီးဝတ်ဆင်ပေးလို့သူတို့တောင်းယောက်ကိုမြန်မာမိန်းကလေးတွေကပို့သဘောကျနေပါပြီ။အလို့ကိစ္စနဲ့လာတာမဟုတ်လို့မြန်မာပြည်သက်တွေကတော့အလိုက်တည်းနဲ့တကောက်ကောက်မလိုက်ပဲနားလဲပြီးကြကြပါသေး။ ေတဝန်ကိုတွေ့ကျင်တဲ့ပရိသတ်တွေကတော့သူတို့နဲ့လွဲသွားခဲ့ပြီးဘသူကမှအတိမပေးပဲတီးတန့်လာလေတာပါမြန်မာနိုင်ငံကိုအလေလာတော့မှာမြန်မာပစိုးကိုတံပိုးထားပြီးဝတ်ဆင်ပေးခဲ့တဲ့တေတဝန်တို့ရဲ့စကားတွေကိုကြီးခဲ့ဘူးရင် comment မှာပြောပြခဲ့ပါအောင်နော်